င်္ဂလာပါခင်ဗျာမဂျူရီမိသားစုနဲ့တကွပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့မြန်မာပြည်သူပြည်သားများ အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေဘေးမျိုးမျိုးကမျိုးမျိုးတို့မှကင်းဝေးလွမြောက်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဆရာလိုင်ဘောင်းဖြစ်ပါတယ်ဆရာမကြီးဒေါက်တာစောယူနယ်ရဲ့တပည့်ဖြစ်ပြီးတော့ ဧကန်တဗျာကရဏဗေဒပညာရှင်ဖြစ်ပါတယ်ခင်ဗျာဟာယောဒီမှာ MS Mary Remover နန်းစိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့အခုကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့2025ခုနှစ် ဒီဇင်ဘာလ15ရက်တနင်္လာနေ့မှဒီဇင်ဘာ22ရက်တနင်္ဂနွေနေ့ထိကာလအတွင်းမှာရှိကြတဲ့ခုနှစ်သာသမီများရဲ့ကံကြမ္မာကောင်းတာညံ့တာဆောင်ရန်ရှောင်ရန်များကို နေ့တနေ့ချင်းစီလိုက် အကျဉ်းချုပ်ပြီးပြောပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာပထမဦးစွာတနင်္လာသာသမီများအတွက်ပြောပြရရင် တနင်းနာသာသမီများဟာ မထင်မှတ်သောမရည်ရွယ်ထားသောခရီးများတွားရတတ်ပါတယ်အဖိုးတန်ကြောင်းမြတ်ယရနာပစ္စည်းများလည်းဝင်လာတတ်ပါတယ်အမွေများလည်းရဖို့ရှိပါတယ်အင်ကြီးအင်ကောင်းများနဲ့နေထိုင်နိုင်တဲ့ဘဝမျိုးရောက်ရှိသွားနိုင်ပါတယ် အင်ချမ်းမြေရောင်းဝယ်ရေးလုပ်ငန်းခရီးသွားလုပ်ငန်းအကျိုးဆောင်လုပ်ငန်းများလဲလုတ်ကင်ဆောင်ရွက်ပါက အောင်မြင်အစဉ်ပြေပါမယ်အင်ဂါနာစန်စီစေဆက်စတဲ့ပစ္စည်းရောင်းဝယ်မှုမျိုးကိုတော့ခိတ္တရှောင်ထားပေးပါခင်ဗျာထင်သလောက်အယူမပေးနိုင်ပါဘူးပြိုရွယ်သူများအချစ်ရေးအစဉ်ပြေမဲ့အစဉ်ပြေပေမဲ့ ကြားလူကြောင့်စိတ်ညစ်ရတာမျိုးကြုံတွေ့ရတာပါတယ်။အိမ်အောင်တယ်များအဖို့တော့အိမ်နှင်းရေးအထူးကောင်းမွန်အဆင်ပြေနေပါမယ်ခင်ဗျာ။တင်းနှင်းသာသားသမီးများအတွက်ကံကောင်းစေတဲ့နံပါတ်ကလေးတွေကတော့၁ကနန်းနဲ့၆ကနန်းဖြစ်ပါတယ်။ကံကောင်းတဲ့အယောင်လေးတွေကတော့အဖြူရောင် ဖြစ်ပြီးတော့မှကံကောင်းတဲ့ကောင်းအောင်ယတရားအနေနဲ့မိမိနေရင်ဖျားမှာ နန်းကြီးတို့ကတ်လူပေးပါခင်ဗျာအင်္ဂါသာသမီများအတွက်ဆိုပါကမကြာခဏနိုင်ငံခြားခီးထွက်ရတတ်ပါတယ်လူမျိုးကြားနိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်းကိစ္စများအောင်မြင်အဆင်ပြေပါမယ်ကုတဲ့ကြီးကဲသူတွေရဲ့အကူအညီပေးမှုများလဲရတတ်ပါတယ်အလုံမှာ ကိုမားကိုစောင့်ကြည့်နေသူများလဲရှိနိုင်လို့သတိထားဖို့တော့လိုအပ်ပါတယ်ခင်ဗျာမိပိပိုင်ငွေကြီးချင်းငါးရင်းကိုရှောင်ပါငွေဝင်ကိမ်းများ ရှိသလိုသုံးဆွဲရာတွင်လဲဒလဟောထွက်နေတတ်ပါတယ်လုပ်ငန်းများနဲ့ပတ်သက်၍ကောင်းတဲ့င်းနဲ့ကြော်စောတတ်တတ်ပါတယ်ဝန်န်းဆိုပါကရာဓုတိုးတက်မှု နှောက်နှေးနေတတ်ပါတယ်။ပြူရွယ်သူများအချီကောင်းမွန်ပါမယ်။အိမ်နောင်တွေများမိမိအိမ်နောင်ဘက်နဲ့ခွဲခွာနေရတတ်ပါတယ်။အမျိုးသမီးများအဖို့တော့သွေးသားပိုင်းဆိုင်ရာယောဂများတတိထားပေးပါခင်ဗျာ။ကံကောင်းစေမဲ့နမကလေးတွေကတော့နှစ်ကနန်းနဲ့ခုနှစ်ကနန်းဖြစ်ပါတယ်။ကံကောင်းတဲ့အယောင်လေးကကတော့ နဲ့ပြာရောင်ဖြစ်ပြီးတော့ကံကောင်းတဲ့ကောင်းအောင်ဆိုရင်တော့နှင်းစီငါးပွင့်ကို နေဘုရားမှာကတ်လှူပူဇော်ပြပါခင်ဗျာဘုဒ္ဓဟူသာသမိများအတွက်ပြောရမယ်ဆိုလို့ရှိရင် အလုတ်ကင်ခက်ခဲများကြားကပင် အခွင့်လန်းကောင်းများကြုံတွေ့ရနိုင်ပါတယ်ယန္နာထားတဲ့လုပ်ငန်းများလည်းပြန်လည်ဥမော့အဆင်ပြေလာပါမယ် ငွေတွေလည်းဝင်လာပါမယ်။အိုးအိမ်နေရာထိုင်ခင်းကိစ္စများလည်းအဆင်ပြေလာပါမယ်။အစူးစားလုပ်ငန်းအင်ချမ်းမြေအယောင်းဝယ်လုပ်ငန်းဆန်စီစေးဆက်စတဲ့ရောင်းဝယ်လုပ်ကင်ပါဘာကလည်းအောင်မြင်နေမဲ့အချိန်အခါဖြစ်ပါတယ်။ငယ်ရွယ်သူများပညာရေးကိစ္စဝိရိယထားစူးစမ်းပေးရပါမယ်။ ပြူရွယ်သူများအချစ်ရေးကောင်းမွန်နေပါမယ်အိမ်တော်ရှင်များအဖို့လဲအိမ်တွင်၍အဆင်ပြေပါမယ်သားသမီးများကိုလည်းဂူးဆိုင်ပေးပါခင်ဗျာနားနှာခေါဒူးနဲ့ပတ်သက်သောယောဂများဖြစ်တာပါ၍တတိထားပေးရန်ဖြစ်ပါれခင်ဗျာကံကောင်းစေတဲ့နံပါတ်ကလေးတွေကတော့တိကနံ၃ကနံဖြစ်ပါれ ကံကောင်းမဲ့အယောင်လေးတွေကတော့ခဲယောင်ဖြစ်ပါတယ်ခင်ဗျာကံကောင်းတဲ့ကောင်းအောင်ကတော့မိမိနေရင်ဖះမှာရွှေပန်းငွေပန်းများကတ်လူပြီးမေတ္တာတုတ်ရွတ်စုပူဇော်ပေးပါခင်ဗျာကြာတရေသာသမီများအတွက်ဆိုလို့ရှိရင်သူ့တန်တဲ့အယောင်ဝယ်လုပ်ငန်းများခိတ္တရန်နာထားပါခင်ဗျာ အင်ချမ်းမြေရောင်းဝယ်ရေးလုပ်ငန်းများလည်းမကောင်းသေးပါဘူးမြေမှုအမွေမှုများ ဖြစ်တာပါတယ်လုပ်ငန်းမှာလူပင်မစိတ်ပင်မမှုများရှိပေမဲ့ငွေကြေးနဲ့ပတ်သက်လို့တော့ရင်ဆိုင်နေရတဲ့အခက်အခဲများဖြေရှင်းကျော်လွှားနိုင်ပါမယ်ရဝေးခီးသွားခြင်းကိုရှောင်ပါမလွဲမသွေသွားရန်ကိစ္စရှိပါကဖျားဆင်းသူ ခြေပမိုးတော်အပေါ်ရွှေချပြီးသွားပါခင်ဗျာပြိုရွယ်သူများအချစ်ရေးကံကောင်းနေပါမယ်အိမ်တော်တယ်များအဖို့တော်အိမ်တွင်ရေးကိစ္စတဦးနဲ့တဦးတန်တရားစိတ်တွေပွားများနေရတတ်ပါတယ်ကျမ်းမာရေးကတော့ဥကောင်အယိုးအကျော်ယောဂါများဖြစ်တတ်ပါ၍ဂိူးဆိုင်ပြပါခင်ဗျာကံကောင်းတဲ့နံပါတ်ကလေးတွေကတော့ လေးကနားနဲ့နှစ်ကနားဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်လေးကတော့ငွေယောင်ဖြစ်ပြီးတော့ကံကောင်းတဲ့ကောင်းအောင်ကတော့မိမိနေဖျားမှာအုံတို့ခောက်ဆွဲကတ်လူပူဇော်ပေးပါခင်ဗျာ။တောက်ကြသားသမီးများအတွက်ဆိုပါရင်မြေအယောင်ဝယ်မြေအကျိုးဆောင်လုပ်ငန်းများအထူးကောင်းမွန်အကျိုးပေးနေပါမယ်။ အမွေရရန်ရှိပါကလည်းရရှိမိအချိန်ခါကောင်း ဖြစ်နေပါတယ်။ဆွေမျိုးအကြီးအကဲများကုညီမဆပါမယ်။ဆန်စီစေးဆက်စတဲ့လုပ်ငန်းများစက်တူဆောင်ရွက်မဲ့ကိစ္စများအောင်မြင်အဆင်ပြေနေပါမယ်။ရင်မတော်တဆထိခိုက်တံရရရှိနိုင်ပါသဖြင့်အထူးတတိထားဖို့တော့လိုအပ်ပါတယ်ခင်ဗျာ။ ငယ်ရွယ်သူများပညာရေးကောင်းမွန်နေပါမယ်။တင်နန်းကိယံတက်ရန်ကိစ္စများပေါ်ပေါက်လာပါကလည်းတက်ရောက်ပါအောင်မြင်အဆင်ပြေပါမယ်။အဆင်ပြေပါမယ်။ငွေကြေးကိစ္စကိုတော့စနစ်တကျကင်တွယ်ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်။အိမ်အောင်ရှင်များအိမ်တွင်းရေးအဆင်မပြေမှုကလေးများကြုံတွေ့ရတာပါတယ်။တတိထားဆင်ញင်ဖို့ဖြစ်ပါတယ်ခင်ဗျာ။ ကျမ်းမာရေးကတော့သွေးသားပိုင်းဆိုင်ရာသွားနဲ့ပတ်သက်တဲ့ယောဂများရတတ်ပါ၍တတိထားဆောင်ရွက်ပေးပါခင်ဗျာကံကောင်းတဲ့နံပါတ်ကလေးတွေကတော့၃ကဏ္ဍနဲ့၅ကဏ္ဍဖြစ်ပါတယ်ကံကောင်းစေမဲ့အယောင်ကလေးကတော့မိုးပြာယောင်ဖြစ်ပြီးတော့ကံကောင်းတဲ့ကောင်းအောင်ကတော့မိမိနေရင်ဖျားမှာပဲပေါက်စီလှူဒန်းပေးပါခင်ဗျာ စနီသာသမီများအတွက်ဆိုလို့ရှိရင်သာသမီများစီးပွားရေးလုပ်ငန်းများတိုးတက်အောင်မည်လို့အဆင်ပြေနေတဲ့အချိန်ဖြစ်ပါမယ်သာသမီများလိမ္မာရေးကြားရှိရလေမိဘများစိတ်ချမ်းသာနေရမယ့်အချိန်ဖြစ်ပါမယ်ချစ်သူခင်သူမိတ်ဆွေကောင်းများလည်းတိုးပွားလာတတ်ပါတယ် ဆောင်ရွက်နေသောလုပ်ငန်းများတိုးတက်အောင်မြင်နေ၍ငွေကြေးလုပ်ငန်းလဲစုဆောင်းမှုရရှိနိုင်ပါတယ်။စတုလုပ်ငန်းစာချုပ်တော့မဲ့လုပ်ငန်းများကိုတော့ခိတ္တရန်နာထားပါခင်ဗျာ။အထယ်လေးရောင်းဝယ်ရေးစံစီစီဆိုင်ဖွင့်မဲ့အစီအစဉ်များရှိပါကလည်းခိတ္တနာထားပေးရန်ဖြစ်ပါတယ်ခင်ဗျာ။လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ထိမ့်နိုင်သေးမရအဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်။ပြွေရွယ်သူများအချစ်ရေးပြားများနေရတတ်ပါတယ်။အိမ်တော်ရှင်များဖို့အိမ်တွင်ရေးတာတာရာရာရှိနေပါမယ်။စီးနှင့်ကြောက်ကယောဂများရတတ်ပါ၍ဂယူဆိုင်ပြပါခင်ဗျာ။ကံကောင်းတဲ့အယောင်လေးတွေနံပါတ်ကလေးတွေကတော့၄ကနန်းနဲ့၆ကနန်းဖြစ်ပါတယ်။ ကံကောင်းစေမဲ့အယောင်ကလေးကတော့အနဲ့ယောင်ဖြစ်ပြီးတော့ကံကောင်းတဲ့ကောင်းဆိုလို့ရှိရင်တော့မိမိနေအိမ်ဖျားမှာ ရောင်တော်ဖွင့်ပေးပါခင်ဗျာတနင်္ဂနွေသာသမီများအတွက်ဆိုပါအရင်သူတစ်ပါးကိစ္စအတွက်မထင်မှတ်မရွယ်ထားသောခရီးများသွားရတတ်ပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေသူများ လုပ်ငန်းတွေတိုးချက်လုပ်ကံရတာပါတယ်။မင်္ဂလာပွဲ အလှပွဲအစီအစဉ်များထင့်ငော့ခြင်းရည်ရွှေပြောင်းရခြင်းများဖြစ်ပေါ်တတ်ပါတယ်။ဝန်ထမ်းများယာရုတက်ခြင်းအခြေအနေပုံမမြင့်တက်ခြင်းတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။နိုင်ငံခြားကြီးစင်သွားရန်အတွက်အခွင့်အလမ်းများလည်းပေါ်လာတတ်ပါတယ်။ မြေရောင်းဝယ်ကိစ္စအမွေကိစ္စလူငယ်များပညာရေးကိစ္စသင်တန်းတရံကိစ္စများအောင်မြင်အဆင်ပြေပါမယ်ဖခင်တို့မဟုတ်အုတ်ထင်းသူဤကျမ်းမာရေးအထူးညံ့နေတတ်ပါတယ်ယူဆိုင်ပေးပါခင်ဗျာရင်မတော်တဆမှုများလဲတွေ့ကြုံရတတ်ပါ၍အထူးယူဆိုင်ပေးပါခင်ဗျာအိမ်တော်ရှင်များအိမ်တွင်ရေး တာတာယာယာရှိနေပါမယ်။ကံကောင်းစေတဲ့နံပါတ်ကလေးတွေကတော့ခုနှစ်ကဏ္ဍနဲ့ငါးကဏ္ဍဖြစ်ပါတယ်။ကံကောင်းစေမဲ့အယောင်ကလေးကတော့ဤညိုရောင်ဖြစ်ပြီးတော့ကံကောင်းတဲ့ကောင်းအောင်ကတော့မိမိနေရင်ဖျားအားသောဘဓမင်းကတ်လူပူဇော်ပေးပါခင်ဗျာ။ယာဟုသာသမီများအတွက်ဖြစ်ပါတယ် ယာဟုသာသမီများအတွက်ဆိုလို့ရှိရင်မြေယာကိစ္စအမွေကိစ္စများအဆင်မပြေဖြစ်နေတတ်ပါတယ်အဖိုးတန်ဆက်ပစ္စည်းများဝင်လာစရာအကြောင်းရှိပါတယ်ဝင်လာပါကလည်းကောင်းပါတယ်စိတ်ချမ်းသာစရာပြည်တွင်းပြည်ပခီးများသွားရတတ်ပါတယ်သတ္တူရှေယာလုပ်ငန်းများလဲပေါ်ပေါက်ဓာနိုင်ပါတယ် လှုပ်လျင်အောင်မြင်ပါမယ်ခင်ဗျာဝန်နှန်းဖြစ်လျင်ယာဒူးတက်ချင်းအဆင့်တန်းမြင့်လာခြင်းများကြုံတွေ့နိုင်ပါမယ်အလုတ်တွင် အတိုက်ခံတော့ရှိနေပါမယ်ယင်းဤသူများလှုပ်ဖို့ကြိုင်ပဲ့များနှင့်အဆင်ပြေပြေပေါင်းဖော်ဓာတ်ဖို့တော့လိုအပ်ပါတယ်ခင်ဗျာ ပြူရွယ်သူများအချစ်ရေးကောင်းမွန်ပါမယ် အိမ်အောင်ရှင်များအိမ်တွင်းရေးသားသားရာရာရှိပါမယ်။ဒူးနားနှင့်နှာခေါင်းတို့တွင်ယောဂရတတ်ပါ၍တတိထားပေးပါခင်ဗျာ။ကံကောင်းစေတဲ့နံပါတ်ကလေးတွေကတော့တကနန်းနဲ့သုံးကနန်းဖြစ်ပါတယ်။ကံကောင်းစေမဲ့အယောင်ကလေးကတော့အဝါယောင်ဖြစ်ပြီးတော့ကံကောင်းတဲ့ကောက်အောင်ဆိုလို့ရှိရင်တော့အုံးတို့ခောက်ဆွဲဆွန်းနေဖျားမှာကတ်လူ၍ လူရာဆုတောင်းပေးပါခင်ဗျာခொနည်းသာသမီအပေါင်းကံကောင်းခြင်းတွေပြည့်စုံသည်တဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်ဆရာလှိုင်ဘွားအောင်ဖြစ်ပါတယ်ခင်ဗျာ